လူသေးဆုံးမှုများသောရေမတော်ဆမှု၄ခုပြည်သူများအားလုံးပဲမင်္ဂလာပါကမ္ဘာလောကဒုကြဆန်းပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေကြိုဆိုပါရစေလူသားသမိုင်းမှာဖြစ်ခဲ့တဲ့ရေမတော်ဆမှုတွေဟာလူအများစုသေဆုံးစေခဲ့ပြီးရင်းလုံးကြုံရေးရဲ့ရေးပါမှုကိုပြသခဲ့ပါတယ်ဒီဖြစ်ရတဲ့ဟာနေပြည်ညာချုပ်ရင်းမှုလူသားအမားနဲ့သဘာဝဘေးရန်တွေကြောင့်ဖြစ်ပေါ်ခဲ့တာပါဒီနေ့ဗီဒီယိုမှာတော့လူသေးဆုံးမှုများသောရေမတော်ဆမှု၄ခုကိုတင်ဆက်ပေးလိုက်ရပါတယ် နံပါတ်1985 Japan Airline Flight 123ပြတ်ကျမှု1985ခုနှစ်ဩဂတ်စနေ့ရက်က Japan Airline Flight ရဲ့ခီးစဉ်မဲ့123ပြတ်ကျမှုဖြစ်ပွားခဲ့ပါတယ်ဒီလိန်ဟာ Boeing 747အမျိုးအစားဖြစ်ပြီးခီးတဲ့924ဦးနဲ့အမှုတန်း15ဦးပါဝင်ခဲ့ပါတယ်လင်းရဲ့နောက်ဖက် PR ထိန်းစနစ်ပြုပြင်မှုခြုံရင်းချက်ကြောင့် PR ပေါက်ကွဲပြီးထိန်းချုပ်မှုဆုံးရှုံးခဲ့ပါတယ်လင်းဟာတိုကျိုကနေ Osaka ကိုသွားရင်ဂွန်မာတောင်ပေါ်မှာပြတ်ကျခဲ့ပါတယ်လူ920ဦးတည်ဆုံးခဲ့ပြီး4ဦးသာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ီဖြစ်ဟာလင်းဒစီတဲ့ပြတ်ကျမှုအနေနဲ့တမိုင်းမှာတည်ဆုံးမှုအများဆုံးဖြစ်ပါတယ်။နံပါတ်1 1989တီနရီဖီလေစိတ်လင်းတိုက်မှု1989ခုနှစ်မက်စလာ29ရက်မှာ ဖိန်နိုင်ငံတီနရီဖီလေစိတ်မှာလင်းဒစီတိုက်မိခဲ့ပါတယ်။ KLM နဲ့ဖန်ဟန်လင်းတွေဟာလင်းပြေးလမ်းမှာတိုက်မိပြီးလူ983တည်ဆုံးခဲ့ရပါတယ်။ဒီဖြစ်ဟာလေကြောင်းတမိုင်းမှာတည်ဆုံးမှုအများဆုံးမတော်ဆမှုဖြစ်ခဲ့ပါတယ်။သူတက်တဲ့မြူကိုတွေကြောင့်လင်းမောင်းသူတွေမြင်ကွင်းကက်သက်ခံခဲ့ရတာကြောင့်လေအခုဖြစ်ရဆိုခြင်းနဲ့ကြုံတွေ့ခဲ့ရတာပါ။ KLM လင်းဟာကွင်းပြူချက်ရှိပဲပြေးလမ်းမှာထွက်ခွာဖို့ကြိုးစားခဲ့ပါတယ်။ဖန်ဟန်လင်းကလည်းတူညီတဲ့ပြေးလမ်းမှာရှိနေခဲ့ပြီးသက်တော်ရင်အစင်မပြေဖြစ်ခဲ့မှုကလင်းတိုက်မှုကိုဖြစ်စေခဲ့ပါတယ်။တိုက်မိပြီးရင်နောက်နှစ်စီးစလုံးမီးလောင်ကျွမ်းပြီးခီးတဲ့အများစုတေဆုံးခဲ့ရပါတယ်။နံပါတ်3 1939တိုက်တန်းနေတင်မောမတော်တဆမှု1939ခုနှစ် AB 14ရက်မှာတိုက်တန်းနေတင်မောဟာအတန်လန်တိတ်တမုတ်တရာမှာရေခဲတောင်နဲ့တိုက်မိခဲ့ပါတယ်ဒီတင်မောဟာဆင်းမြင့်ခီးတဲ့တင်မောဖြစ်ပြီးခီးတဲ့9000ကျော်ပါဝင်ခဲ့ပါတယ် တင်မောဟာရေခဲတောင်နဲ့တိုက်မိပြီးနိုင်အင်းငယ်တွင်နင်းမြုပ်ခဲ့ရပါတယ်။ကဲသေးလေးတွေမလုံလောက်မှုကတေဆုံးကိုပုံများစေခဲ့ပါတယ်။တင်မောရဲ့ဒီဇိုင်းချိုယွင်းမှုနဲ့ရေခဲတောင်သတိပေးချက်ကိုလေးလူရှုခဲ့တာကမတော်ဆမှုကိုဖြစ်စေခဲ့တာပါ။နံပါတ်၄1988 Lost Feel ရင်ဘုံခွဲမှု1988ခုနှစ်ဒီဇင်ဘာလထဲမှာဖန်ဟန်လီကျောင်းလိုင်းပိုင်လေးရင်ဒဇင်းဟာကော့တလန်နိုင်ငံ Lofty မြို့အထက်မှာဘုံခွဲခံရပြီးပြတ်ကျခဲ့ပါတယ်။ဒီလင်းဟာ Boeing 747အမျိုးအစားဖြစ်ပြီးဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့်လေရင်ဘောကခီးတဲ့တွေပြင် မြေပြင်ပေါ်ကလူတွေပါတိတ်ဆုံးခဲ့ရပါတယ်။ဘုံခွဲမှုဟာကျမ်းဖက်သမားတွေရဲ့လုံရက်ဖြစ်ပြီးလေပြားနိုင်ငံနဲ့ဆက်ဆက်ခဲ့ပါတယ်။လေရင်ဟာလန်ဒန်ကနေနယူးယောက်သွားရင်လေထဲမှာပေါက်ကွဲခဲ့ပါတယ်။အပိုင်းစားတွေလော့ဖီမျိုးပေါ်ကိုပြုတ်ကျပြီးနေရင်တွေပျက်စီးခဲ့ပါတယ်။ဒီဖြစ်ရကြောင့်လေကြောင်းလုံရုံရေးစစ်ဆေးမှုတွေပိုတင်းကျပ်လာခဲ့ပါတယ်။ဘုံခွဲမှုဟာလေရင်ရဲ့ခီးဆောင်အိတ်ထဲကဖြစ်ပေါ်ခဲ့တာပါ။သုံးထိပ်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။